သောခလိုင်ဂုဂတိတ်နဲ့မာယူကျူ channel လေးကနေ nutrient သာစုစုလိုက်ပါတယ်ဒီနေ့လေးမှာတော့နတ်နတ်လေးကဆရာမတော်ခေမမမျိုးရေးသားထားတယ်အမျိုးသမီးနဲ့နိုင်ငံရေးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းနှစ်ကိုဆက်လက်ရွတ်ဖတ်ပြပေးမှာဖြစ်ပါတယ်အမျိုးသမီးနဲ့နိုင်ငံရေးပါဝင်ပတ်သက်မှုအစင်အလာတလီထုံးစံတွေကအမျိုးသမီးတွေကိုအားလဲသူများလို့သတ်မှတ်ခဲ့ကြပါတယ် ဒါကြောင့်လည်းအမျိုးသမီးတွေဟာမိသားစုတွင်မှာရော ပြင်ပမှာပါ အမျိုးသားများပေါ့မိကိုနေရသူများအဖြစ်ခွဲခြားဆက်ဆံခံခဲ့ရပါတယ်အမျိုးသမီးတွေကိုမျိုးဆက်တည်ပြန်ပွားရေးအိမ်မှုကိစ္စပြုလို့ရေးလုပ်ငန်းဆောင်တာများလုပ်ကိုင်ဖို့အတွက်သာသတ်မှတ်ထားခဲ့ကြပြီးအမျိုးသမီးများရဲ့နိုင်ငံရေးပါဝင်မှုကဏ္ဍကိုလှစ်လို့ရှုခံခဲ့ရပါတယ် အမျိုးသမီးတွေဟာနိုင်ငံရေးရာနဲ့ပတ်သက်ပြီးစိတ်ဝင်စားမှုနှဲပါတယ်လို့ယူဆခဲ့ကြပါတယ်။အခုတစ်ပတ်မှာအမျိုးသမီးနဲ့နိုင်ငံရေးပါဝင်ပတ်သက်မှုအကြောင်းကိုတင်ပြမှာဖြစ်ပါတယ်။နိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာလူပုဂ္ဂိုလ်တို့ချင်းကပဲဖြစ်ဖြစ်အုပ်စုဖွဲ့ပြီးဖြစ်ဖြစ်သူတို့ရဲ့ဘဝတွေအပေါ်မှာတည်ရမှုရှိစေမယ်အဆိုရလုပ်ငန်းဆောင်လာတဲ့အပေါ်မှာတက်ကြစွာ ပါဝင်ပတ်သက်မှုဖြစ်ပါတယ်။ ဒီလိုပါဝင်ပတ်သက်ရမှာဆုံးဖြတ်ချက်ချတယ်ကိစ္စရတွေမှာပါဝင်ရတာရှိတယ်လို့အတိုက်ကံအဖြစ်ပါဝင်ပတ်သက်မှုတွေလည်းရှိမှာဖြစ်ပါတယ်နိုင်ငံရေးသိပ္ပံပညာရှင်များကနိုင်ငံရေးပါဝင်ပတ်သက်မှုဆိုတာကိုပုံသဏ္ဍာန်နှမျိုးခွဲခြားသတ်မှတ်ထားကြပါတယ်ပထမတစ်မျိုးကတော့ထုံးနှန်းစင်လာနိုင်ငံရေးလုပ်ငန်းဆောင်တာဖြစ်တဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးဖွဲ့စည်းတွေမှာ ပါဝင်ဆောင်ရွက်တဲ့တရံဖြစ်ပါတယ်။နောက်တစ်မျိုးကတော့အဲ့ဒီလိုထုံးတဲ့ဆင်လာနိုင်ငံရေးမှာပါဝင်ပတ်သက်တာမဟုတ်ပဲချီတက်ပွဲတွေဆန္ဒပြပွဲတွေတော်လည်းရေးဆင်နွှဲမှုတွေအနေနဲ့ပါဝင်လာဖြစ်ပါတယ်။20ရာစုကာလမတိုင်ခင်ကတီတွင်တရံနှစ်မျိုးစလုံးမှာအမျိုးသမီးတွေ ပါဝင်ပတ်သက်မှုပေါ့။ကျန်းသက်ချက်တွေအများအပြားရှိခဲ့ပါတယ်။20ရာစုနောက်ပိုင်းကာလရောက်တော့လူ့ဝယ်စီတွေရဲ့အတွေးခေါ်တွေ စိတ်နေစိတ်ကြရတွေတွဲတက်မြင်မှလာတာနဲ့အမြအမျိုးသမီးတွေရဲ့တက်ကြလှူရှာနိုင်ငံရေးမှာပါဝင်ပတ်သက်မှုနှုန်းဟာတိတိတသာမြင့်တက်လာသလိုထုံးနှင်းစင်လာနိုင်ငံရေးမှာပါဝင်ပတ်သက်လာကြတဲ့အမျိုးသမီးပါလီမန်အမတ်တွေနိုင်ငံရေးကောင်းဆောင်ရေးနိုင်ငံတော်အကြီးအကဲတွေလည်းပေါ်ထွက်လာပါတယ်။ဒါပေမဲ့တချို့တော့ခေတ်နောက်ပြန်ဆဲအတွေးခေါ်လေးရှိရဲ့ဥပဒေစီရေးစိတ်သက်ပိုင်းဆိုင်ရာ တိုးတက်ခင်မီမှုနှောက်ကြနေွယ်တဲ့အမျိုးသားတဆုကသာအာဏာရနေတဲ့နိုင်ငံတွေနိုင်ငံရေးဖွဲ့စည်းတွေမှာကြတော့အမျိုးသမီးများရဲ့နိုင်ငံရေးပါဝင်ပြတ်တက်မှုတွေကိုနှီးမြှုပ်ဆောင်နဲ့ကန့်သက်ထိတ်ချုပ်ထားတတ်ကြပါတယ်။ကျမတို့မြန်မာနိုင်ငံအပအဝင်တချို့သောနိုင်ငံတွေမှာဆိုတယ်လီတုံးကန်တွေအဆိုမိတ်တွေဘာသာစကားတွေပညာရေးစာအုပ်စာတမ်းတွေအလောက်ခွဲဝေတက်မှတ်မှုတွေဘာသာတရားဆိုမိတ်တွေကိုအသုံးပြုပြီး အမျိုးသားတွေကအမျိုးသမီးတွေကိုပကန်းနာမှာပါရမယ်မပါရဘူးဆိုတာမျိုးတွေကမ္ဘောချုပ်ကန်တဲ့လူမှုရေးဝါဒပြန်ကြည့်ရင်နိုင်ငံရေးဆိုင်ရာအတွေးခေါ်တွေပြန့်နှံ့နေဆဲဖြစ်ပါတယ်ဒီလိုအတွေးခေါ်တွေဟာအမျိုးသမီးတွေကိုအဝင်းရှင်မှာတာမိခင်ဇနီးနေတဲ့နေထိုင်ခြင်းလဲစိတ်ပြီးအမျိုးသားတွေကိုတာပြင်ပဝင်းရှင်မှာပါဝင်ပတ်သက်စေတာတွေရှိနေစေခဲ့ပါတယ် နိုင်ငံရေးရာတွေဖြစ်တဲ့နိုင်ငံရေးပါတီတွေနိုင်ငံရေးဖွဲ့စည်းတွေနိုင်ငံရေးရည်ကျင်းမှုတွေမှာအမျိုးသားများကသာလွှမ်းမိုးချုပ်ကိုင်မှုဟာလေအမျိုးသမီးများရဲ့နိုင်ငံရေးပါဝင်ပတ်သက်မှုကိုကန့်သတ်ထားပါလေနိုင်ငံရေးပါဝင်ပတ်သက်မှုကိုနိုင်ငံရေးပါတီကောင်းဆောင်တွေမှာအစိုးရထဲမှာအမျိုးသားတွေပဲပါဝင်နေကြရင်နိုင်ငံရေးရာကိစ္စရပ်တွေကိုအမျိုးသားအမြင်နဲ့သာကြီးကြီးဆုံးဖြတ်တတ်တာကြောင့် ူဦးရဲ့တဝက်ကျော်ရှိတဲ့အမျိုးသမီးတွေကိုလှစ်လို့ရှူထားတာနဲ့အတူတူပါပဲ။ဒါကြောင့်ဒီလိုနိုင်ငံရဲ့ပါတီတွေအဖွဲ့အစည်းတွေအစိုးရတွေကိုလူထုအလုံးကိုကောစားပြုတယ်လို့မတတ်မှန်နိုင်ပါဘူး။အစင်လာတဲ့အမျိုးသမီးတွေကိုနိုင်ငံရေးနဲ့ဆက်နွယ်လာရင်တော့ဇနီးမိခင်တွေအနေနဲ့သာခေါ်ဆောင်လာတတ်ကြပါလေ။ဒါကိုနိုင်ငံရေးရာတွေမှာအမျိုးသမီးတွေပါဝင်လာတယ်လို့မတတ်မှန်နိုင်ပါဘူး။ ဒီလိုတွေးခေါ်တွေလှောက်ဆောင်မှုတွေကြောင့်ကိုယ့်ဘဝပေါ်မှာပါတည်ရမှုရှိနေတဲ့နိုင်ငံရေးရာတွေမှာအမျိုးသမီးရဲ့ပါဝင်ဆောင်ရွက်ခွင့်တွေအားနည်းခဲ့ကြပါတယ်တကယ်တော့ဒီလိုတွေးခေါ်တွေလှောက်ဆောင်မှုဟာတုတ်တက်ခင်မိတဲ့နိုင်ငံကြီးတွေမှာလည်းရှိခဲ့ပူတာပါပဲဒီနိုင်ငံကြီးတွေမှာလည်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေနဲ့တိုးတက်တဲ့အမြင်ရှိတယ်။အမျိုးသားအချို့ကြောင့်ဒါနောက်ပိုင်းမှာတစတစအမျိုးသမီးတွေရဲ့မဲပေးပိုင်ခွင့် ပါလီမန်အမတ်ရွေးချယ်ခံခွင့်ဆန္ဒပြပွဲများမှာဥဆောင်ပါဝင်ခွင့်စတဲ့အခွင့်အရေးတွေရရှိလာခဲ့ကြလားပါ ကျမတို့တိုင်းပြည်မှာကြတော့ဒီလိုတွေးခေါ်တွေအယူဆတွေရလွှမ်းမိုးမှုတွေလာမကအုပ်ချုပ်သူ CL စုရဲ့ပြည်နယ်မှုတွေကပါအပိုထွက်ဆောင်လာပါတယ်အမျိုးသားမြတ်တာပါဝင်တဲ့စစ်တပ်ကဒါတိုင်းပြည်အနာကိုတင်းယူထားတာဆိုတော့ အမျိုးသမီးများရဲ့အစိုးရဖွဲ့ဝင်ဖြစ်နိုင်ငံရေးပါဝင်ပတ်သက်နိုင်မှုအခွင့်အရေးဟာဆုံးရှုံးသွားပါတယ်။တခါနိုင်ငံရေးပါတီတွေနိုင်ငံရေးအဖွဲ့အစည်းတွေကိုလည်းဖိနှိပ်ချုပ်ချယ်ထားတာကြောင့်အမျိုးသမီးများရဲ့ထုံးနှံစင်လာနိုင်ငံရေးပါဝင်ပတ်သက်ခွင့်ဟာလည်းရှုံးနေသွားပြန်ပါတယ်။ခြေတဲ့ဆန္ဒပြပွဲတွေလူထုလူဝေးပွဲတွေကို ိတ်ပင်ထားတာကြောင့်တက်ဆက်လှုပ်ရှားရတဲ့နိုင်ငံရေးလုပ်ငန်းဆောင်လာတွေမှာလည်းအမျိုးသမီးတွေပါဝင်ခွင့်မရတော့ပြန်ပါဘူးစေအုပ်စုဟာထစ်ဆွေးနေတဲ့အတွေးခေါ်တွေအယူဆတွေကိုအသုံးပြုပြီးအမျိုးသမီးများရဲ့နိုင်ငံရေးပါဝင်ပတ်သက်မှုအခွင့်အရေးကိုပိတ်ပင်ထားပါတယ် နိုင်ငံလူဦးရေတိုးအပ်ကြောဟာအမျိုးသမီးများဖြစ်တာကြောင့်အမျိုးသမီးများရဲ့နိုင်ငံရေးပါဝင်သက်သက်မှုအခွင့်အရေးကိုပိတ်ပင်ထားခြင်းဟာစစ်အုပ်စုကအာဏာတည်မြဲရေးရဲ့လက်နက်ကြီးတစ်ခုပဲဖြစ်ပါတယ်။တကယ်တော့လူ့ဖွဲ့စည်းဆိုတာဟာအမျိုးသားနဲ့အမျိုးသမီးနှမျိုးလုံးနဲ့ပေါင်းဆက်တိစောက်ထားတာဖြစ်ပါတယ်။လူဦးရေတဝက်ကျော်ရဲ့တိုးတက်မှုအခွင့်အလမ်းနဲ့နိုင်ငံရေးရာပါဝင်ပသက်မှုတွေကန့်သက်ချုပ်ချယ်လာတာဟာ လူ့ဖွဲ့အစည်းတစ်ခုလုံးကိုစောက်ရုပ်ပျက်စီးအောင်တိုးတက်မှုနှောင့်လေအောင်ပြုလုပ်တာနဲ့အတူတူပါပဲရှင်မြင့်မှာကြာမြင့်မှာဖြစ်တဲ့အတွက်အမျိုးသမီးများနိုင်ငံရေးပတ်ဝန်းကျင်ပတ်သက်မှုရှင်နေလာတာဟာရှင်နေနေတာနဲ့အတူတူပါပဲလူ့ဖွဲ့အစည်းတိုးတက်မြန်မာမှုဂျာပန်တင့်တယ်တဲ့ဖွင့်လင်းဖို့ကအမျိုးသမီးတွေအပေါ်မှာလည်းအနာရှိမှုအကြီးနဲ့မှုတည်လာပါတယ်။ဒါကြောင့်အမျိုးသမီးတွေရဲ့နိုင်ငံရေးပါဝင်ပတ်သက်မှုကို ပြောချစေနိုင်တဲ့အကြောင်းရင်းများကိုဝိုင်းဝန်းဖယ်ရှားကြရင်မြမလူ့ဖွဲ့စည်းတိုးတက်မှုကနေကပ္ပတူလန်းကလူ့ဖွဲ့စည်းအားတိုးတက်မြင်မှာပေါ့ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့တိုက်တွန်းလိုက်ရပါလေအမျိုးသမီးနဲ့ကလေးသူငယ်အခွင့်ရင်အခုတပတ်အမျိုးသမီးခွင့်လန်းအစီအစဉ်မှာငယ်ရွယ်လူနေတဲ့အမျိုးသမီးငယ်လေးတွေရဲ့အခွင့်ရေးကိုစတင်တင်ဆက်မှာဖြစ်ပါတယ် ကဘာနဲ့အလွန်မှာပြင်းထန်ရဆက်တဲ့ကံကြမ္မာဆိုးတွေကိုရင်ဆိုင်တွေ့ကြုံနေရတဲ့ကလေးငယ်တွေအများကြီးပါပဲ။တချို့ကလေးတွေဟာဆိုရင်မိဘဆွေမျိုးရဲ့စိတ်ဖိစီးမှုတားကောင်းတွေပေါ်ကိုကြားရောင်နေရရှာပါလေ။မိသားစုရဲ့အထွေထွေကြက်တဲစင်ပြေမှုတွေကြောင့်မှဘာပြင်းမှမရှိပဲနေစင်နေမြ။ထူထောင်ရိုင်းနဲ့ခံစားရတဲ့ကလေးငယ်တွေအများကြီးပါပဲ။ တချို့ကလေးငယ်တွေကြတော့အရင်နဲ့မများတဲ့အလုတ်ကင်တွေလောက်ကင်ကိုခိုင်းစေခံနေကြရပါတယ်။တန်းတူပြည်နာတွေကိုဖိနေချုပ်ချယ်တဲ့အစိုးရတွေရှိနေတဲ့နိုင်ငံတွေကကလေးငယ်များဘဝကဆိုရင်ပိုဆိုးပါတယ်။နိုင်ငံတော်ကျမရေးစောင့်ရှောက်မှုစနစ်မကောင်းလို့မတည်တင်မဲ့တည်ခဲ့ရတဲ့ကလေးသူငယ်တွေပညာရေးစနစ်မကောင်းလို့ အချိန်မတန်ပဲလမ်းပေါ်ရောက်ပြီးလေလင်းပြစီခဲ့ရတဲ့ကလေးသူငယ်တွေလည်းအများကြီးပါပဲတချို့ကလေးသူငယ်တွေဆိုရင်ကလေးစစ်သားကလေးတွေဘွားကိုတုတ်တင်းခံခဲ့ကြရပါတယ်ဒီလိုကလေးသူငယ်အခွင့်အရေးဆုံးရှုံးနေကြတယ်ကလေးငယ်တွေထဲမှာမိန်းကလေးများရဲ့အချိန်လေးဟာပိုဆိုးပါတယ်မိန်းကလေးငယ်တွေဟာကြားမခွဲခြားဆက်ဆံမှုတွေအင်အားသုံးအနိုင်ကျင့်နှိပ်စက်ခံရမှုတွေ မိသားစုထဲမှာမိန်းကလေးကိုနှိမ့်ချဆက်ဆံတတ်တဲ့အစင်လာဆိုးရဲ့တန်ကိုပါခံစားကြရပါတယ်။ဒီလိုအစင်လာဆိုးရှိနေတဲ့နိုင်ငံတွေမှာဆိုရင်မိန်းကလေးတွေဟာဘဝအစမှာလေကမိသားစုအတွင်မှာတဲ့ရအတွင်မှာကျောင်းတွေမှာအမျိုးသားတွေနဲ့တန်းတူရည်တူမဆက်ဆံနဲ့ခွဲခြားဆက်ဆံမှုတွေကိုကြုံတွေ့ကြရပါတယ်။ဒီလိုကြုံတွေ့တဲ့အခါစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကိုထိခိုက်စေပါတယ် ။ထခင်နေအကိုတွေရဲ့အိမ်ထဲချမ်းပတ်မှုသူတပါးစီကို အခအချင်းဝင်နဲ့ရောင်းစားခံရမှုလင်းလဲလဲပြခေါ်ဆောင်ပြီးလူကုန်ကူးခံရမှုပြည့်တဲ့စာပေါ်ကတွတ်တင်းခံရမှု လိမ့်ပန်းချင်ရဆော်ပါခံရမှုစတဲ့အစင်းလေးကိုရင်ဆိုင်နေကြရတဲ့အမေကလေးငယ်တွေလေယနေ့ခေတ်ကပါမှာအညာအပြာရှိနေစေပါပဲအစတိုင်ဒီကူထဲမှာလေခလေးပြည့်တဲ့စာဥယေဟာတိမ့်နဲ့ချီပြီးရှိနေပါလေ မင်းလေးငယ်တွေရဲ့အခွင့်အရေးကြောင့်မပြောခင်မှာစီယာစီလို့ခေါ်တဲ့ကလေးသူငယ်အခွင့်အရေး conversation အကြောင်းကိုကနဦးတင်ပြပါမယ်1959ခုနှစ်မှာကပ္ပကုလသမဂ္ဂအထွေထွေညီလာခံကနေကလေးသူငယ်အခွင့်အရေးကျင်ညာစာတမ်းကြီးကိုထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဒီကျင်ညာစာတမ်းဟာအပြည့်ဝဆိုင်ရာဥပဒေကြောင်းရာအကျုံးဝင်တဲ့စာတမ်းကြီးဖြစ်မလာခဲ့ပါဘူးဒီလိုနဲ့1989 ခုနှစ်ရောက်တော့ပိုလန်ဆိုရကအပြည်ပြည်ဆိုင်ရာဥပဒေကြောင်းရာအကျုံးဝင်နဲ့လေးသူငယ်အခွင့်အရေးဆိုင်ရာ conversation တစ်ခုကိုရေးဆွဲဖို့အကြံပြုပါတယ်နောက်ထပ်ဆန်နေကြကာလာတရှောက်အစိုးရနဲ့အစိုးရအဖွဲ့မဟုတ်တဲ့အဖွဲ့အစည်းများပူးပေါင်းပြီးရေးဆွဲခဲ့ကြပါတယ်1989နိုဝင်ဘာ20မှာတော့ဒီ conversation ကိုကပ္ပကုလသမဂ္ဂအထွေထွေညီလာခံက အစီအပြုထုတ်ပြန်ခဲ့ပြီးနောက်ထပ်တစ်နှစ်အတွင်းမှာပဲဥပဒေကြောင့်ရဥပဒေအာဏာတည်ရမှုရှိလာခဲ့ပါတယ်။ဒီကိုဗစ်ရှင်ရဲ့အပိုင်နေမှာဆိုရင်ခွဲခြားဆက်ဆံမှုပုံစံမျိုးမျိုးကလည်းကင်ဝေးရေးဟာကလေးငယ်တွေရဲ့အခွင့်အရေးဖြစ်ကြောင်းကို ADL င်းပေါ်ပြထားပါတယ်။ဒါပေမဲ့လည်းသဘောထားတိတ်တိတ်နဲ့လူဖက်စီရဲ့ကြားမှာခွဲခြားဆက်ဆံမှုတွေ ယောက်ျားလေးများကိုမိန်းကလေးများထက်ဥစားပေးမှုတွေဟာမိန်းကလေးတွေရဲ့ပညာရေးကျန်းမာရေးလောကဆိုင်ရာကိစ္စရပ်တွေမှာရှိုက်ခန့်နေစေပါပဲကပ္ပအမျိုးသမီးများညီလာခံတွေမှာလည်းကပ္ပအဖွဲ့အစည်းတွေဟာဒီကိစ္စရပ်ကိုဥစားပေးဆွေးနွေးနေကြရစေဖြစ်ပါတယ်ကပ္ပအမျိုးသမီးများညီလာခံရင်ကလေးသူငယ်အခွင့်အရေးကော်မတီအစည်းအဝေးခန်းစားထဲမှာ င်္ဂလိပ်တွေဟာအထူးခွင့်ရေးကိုခံစားရမယ်အထူးအုပ်စုတွေမဟုတ်တလို့ပန်းစားဆက်ဆံခံရမယ်အထူးအုပ်စုတွေလည်းမဟုတ်ဘူးလူခွင့်ရေးကိုယောက်ျားလေးတွေနဲ့တူတူခံစားခွင့်ရှိသူတွေဖြစ်တယ်ဒါကြောင့်သမီးတွေ အမတွေညီမတွေနေနဲ့မဆက်ဆံမယ်လူသားတွေနေနဲ့တတ်မှတ်ဆက်ဆံရမယ်သူတွေဖြစ်တယ်ဆိုတဲ့အချက်ကိုအတေအလင်းထည့်တွင်းထားပါတယ်ဒီလိုအသိဉာဏ်တိုးတက်မြင်မှပြီး ယူသားချင်းစာနာရှိတဲ့လူဖွဲ့စည်းကဥဆောင်ပြီးကျမတန်းတို့ရည်သူဆက်ဆံရေးကိစ္စရပ်တွေကိုဆောင်ရွက်နေစမှာပဲမိန်းကလေးငယ်တွေရဲ့ကျမ်းမာရေးပညာရေးအခွင့်အလမ်းတွေကိုဖိနှိပ်ချုပ်ချယ်တဲ့လူဖွဲ့စည်းတွေကလည်းရှိနေစေပါပဲကိုရင်စာမိခင်တွေရဲ့ကလေးငယ်ဖြတ်စာမှုတော့မှာမိန်းကလေးကိုဝင်ကို ဖြတ်စာမှုပါယောက်ျားလေးကိုဝင်ကိုဖြတ်စာမှုထက်ပိုများပါတယ် သူတို့လူခွဲအစီအလေးမှာကြတော့အမင်းကလေးကိုဝင်ကိုမပြတ်ချပဲမှုပြီးမှဝင်ခင်းဆက်ကလေးငယ်ကိုတက်ပြတာမျိုးတွေရှိပါတယ်။တခြားလူခွဲအစီအလေးမှာကြတော့ဒီလိုရက်ဆက်တဲ့လောက်ရက်တွေမပြုတ်လို့ပြင်မယ်။ယောက်ျားလေးနဲ့မိန်းကလေးခွဲကြဆက်ဆံမှုတွေမိသားစုထဲမှာပြုတ်လို့တက်ကြပါတယ်။ပညာရေးမှာလည်းယောက်ျားလေးတွေရဲ့ပညာရေးကိုပဲဥစားပေးတဲ့လူခွဲအစီအလေးရှိနေစေပါပဲ။ နောက်ထပ်အရေးကြီးတဲ့အဆက်တကူကတော့ခလေးလှုပ်တာပါပဲယနေ့ကပါမှာတန်ပေါင်းများစွာသောခလေးငယ်တွေဟာဆက်ယုံလှုပ်ယုံနေမှာလေကွင်းဆိုင်ခွင်းတွေမှာစေးရန်တွေအစစဆိုင်တွေမှာအလုံးလုံးနေကြရပါတယ်ခလေးလှုပ်တာဟာဆင်းရဲနံပါတယ်လူပွဲစီတွေရဲ့ပြရုပ်ပါပဲခလေးဝင်ဝင်လေးဟာမိသားစုရဲ့ဝမ်းရည်ကိုလေတနည်းတစ်ပုံအထောက်ကူဖြစ်စေတာကြောင့်ခလေးငယ်တွေကိုအလုံးခိုင်းစေရတဲ့မိဘတွေရှိနေပါတယ် စက်ရုံလုပ်ရုံတွေနဲ့ပြင်သာထင်သာလုပ်ငန်းခွင်တွေမှာကြည့်မယ်ဆိုရင်တော့ယောက်ျားလေးတွေကပုံများတဲ့ရောင်ထင်ရပါတယ်။ဒါပေမဲ့ UNICEF လေးလာချက်စာတမ်းများရာကမ္ဘာတလွန်ကတရကိုအလုတ်ကိုလုံနေကြတယ်။လုံသားများရဲ့60ရာခိုင်နှုန်းဟာအသက်16နှစ်အောက်အမျိုးသမီးငယ်လေးများဖြစ်ကြောင်းတွေ့ရှိရပါတယ်။အဲ့ဒါအရေးကြီးတဲ့အချက်တစ်ချက်ကတော့လူကုန်ကူးခံရမှုနဲ့ပြည့်စုံစွာအဖြစ် သူသိမ်းခံရမှုပဲဖြစ်ပါတယ်။ဖမန်းအမျိုးသမီးငယ်နှစ်သိန်းကျော်လောက်ဟာမဘာတလွမ်းကလိန်ရဖြစ်အတံမွေတဲ့လုပ်ငန်းတွေတွေကိုရောက်ရှိနေကြ။ပညာရှင်များကလေ့လာတုံ့တက်ထားကြပါတယ်။ဒီလိုရောက်နေတာဟာသက်စိမ်းတွေမိသားစုဝင်တွေကရိုက်နှက်နှိပ်စက်ပြီးအတင်းအကျပ်သူသိမ်းခံရတာချော့မော့ဖြောင်းဖြောင်းပြီးတွင်ခံရတာဖြစ်ပါတယ်။လိန်မန်းချန်ရကပါလက်ခရီးစင်တာတွေဖြစ်တဲ့ အမေရိကန်အလဲပိုင်းထိုင်းနိုင်ငံဖိလစ်ပိုင်နိုင်ငံဗီယက်နမ်နိုင်ငံတို့ရဲ့စင်ကမ်းများစွာမှာအသက်ဆက်ဆောင်နေအောင်အမျိုးသမီးငယ်လေးတွေ ရှိနေကြပါတယ်ဒီအမျိုးသမီးငယ်လေးတွေမှာဒေသခံတွေအပြင်မြန်မာပြည်ရဲ့လိမ်ပန်းဆိုင်ရာလူကုန်ကူးမှုလမ်းကြောင်းကတဆင်ရောက်ရှိလာကြတဲ့မြန်မာမိန်းကလေးတွေလည်းပါဝင်နေပါတယ်တကယ်တော့ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် ကလေးသူငယ်တွေဆိုတာမိသားစုနိုင်ငံတော်နဲ့ကမ္ဘာလူ့ဖွဲ့စည်းတွေကိုအနာဂတ်ကိုပုံဖော်ကြမဲ့ရှင်တနာလေးတွေဖြစ်ပါတယ်။ကိုချင်းဆန္နာအပြန်လဲမြင့်တာထားမှုတက်ဦးနဲ့သူလေးစားနာလဲမှုအချင်းတွေပေါ်လူ့ဖွဲ့စည်းပေါ်ထွက်လာဖို့ဆိုတာကလေးသူငယ်များရဲ့ငယ်စဉ်ကကိုရောစိတ်ပါရှင်သန်ဖွံ့ဖြိုးမှုပညာရေးမြင့်မားမှုတွေပေါ်အများကြီးမူတည်ပါတယ်။ ခွင့်ကြားဆက်ဆံခံရတာတွေကြောက်ရွံ့ဆိုးတိမ်နေရတာတွေတော့ကင်းဝေးဖို့ဆိုပါတယ်ဒါကြောင့်အမျိုးသမီးကလေးငယ်များရဲ့ပညာရေးကျန်းမာရေးအခွင့်အရေးတွေကိုမြင့်တင်ပေးရင်လူကောကူးမှုနဲ့လိန်ကျေးကျွန်အဖြစ်သက်သွင်းမှုတွေကိုလည်းအမျိုးသားရေးအတူနဲ့ဝိုင်းဝန်းတက်ဖြဲကြပါလို့တိုက်တွန်းပြောကြားလိုပါတယ်အမျိုးသမီးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးဆိုတာကိုကောင်းမွန်သောပြောင်းလဲမှုရှိခြင်း ချိန်ပါလို့ဆိုရဲအတိတ်ပဲဖွင့်ဆိုပါတယ်။ဒါကြောင့်လူဖွဲ့စီလူနေမှုစင်တန်တွေမြင်မာလာတာကျမကြီးတုတ်တက်ကောင်းမွန်လာတာပညာရေးတုတ်တက်မြင်မာလာတာလူဖွဲ့စီတစ်ခုလုံးအတွက်အကျိုးရှိမယ်အောင်မြင်မှုရရှိလာတာစတာတွေအလုံးကိုဖွံ့ဖြိုးတုတ်တက်မှုလို့ခေါ်ဆိုနိုင်ပါတယ်။ဒီလိုဖွံ့ဖြိုးတုတ်တက်ရေးဆိုတာကိုပညာရှင်တွေကအပိုင်းနှစ်ပိုင်းထပ်ပြီးခွဲလို့ရှိပါတယ်။ ဖိမိဖွံ့ဖြိုးလာတာကဂျပိုင်းဖြစ်ပါတယ်လူသားတွေရဲ့လိုအပ်ချက်တွေပေါ်မှာအစတီတဲ့တိုးတက်မှုဆိုတာကဂျပိုင်းဖြစ်ပါတယ်ဖိမိဖွံ့ဖြိုးတိုးတက်လာမှုဆိုတာကတော့နိုင်ငံငယ်ထုတ်လုပ်မှုအနည်းပညာကဏ္ဍတွေမှာသမတ်ရိုးကြအနည်းပညာလည်းရနေသိပ္ပံအနည်းပညာတွေကိုအသုံးပြုလာတာမျိုးဖြစ်ပါတယ်ကြေရစိုက်ပြိုးရင်ဘဝဆင်လာတိုင်းစိုက်ပျိုးမှုကနေဈေးဝက်ရှိတဲ့လေယာထွက်ကုန်ပစ္စည်းတွေကို ြောင်းလဲစိုက်ပျိုးလာတာမျိုးဖြစ်ပါတယ် nutrition အသုံးပြုထုတ်လုပ်မှုတွေကလည်းစက်မှုနည်းပညာကိုပြောင်းလဲအသုံးပြုလာတာမျိုးဖြစ်ပါတယ်တာညာနဲ့ခြေရာတွေကလည်းမြို့ပြလူတွေအဆောက်အုံတွေကိုရွှေ့ပြောင်းလာတာမျိုးကိုခေါ်ဆိုတာဖြစ်ပါတယ်လူသားတွေရဲ့လိုအပ်ချက်တွေပေါ်မှာ SAT တဲ့တိုးတက်မှုဆိုတာကတော့ဒီလိုထုတ်လို့ဖြစ်စဉ်တွေကလည်းအစာပြိုစဉ်းစားတာမဟုတ်ပဲ လူတွေရဲ့လိုအပ်ချက်တွေကိုစတင်စဉ်းစားတာဖြစ်ပါတယ်။လူသားလိုအပ်ချက်ကိုအစီအပြုတဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပညာရှင်တွေကဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်တဲ့အခြေအနေကိုဒီလိုတင်ပြထားကြပါတယ်။ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကိုထောက်လောမှုတိုးတက်တာနိုင်ငံတော်ရဲ့စီးပွားရေးတိုးတက်မှုရာဂိုင်းနော်။မြန်မာလာတွေလောက်နဲ့တိုင်းတာလို့မရဘူးလို့သူတို့ကပြောပါတယ်။ လူပဲကြီးတွင်မှရှိတဲ့လူသားအလုံးကိုကိုစားပြုတင်တယ်ဆိုတာကိုထောက်ပြပြောဆိုခဲ့ကြပါတယ်။ပြည်ပြိုးတွေ့တဲ့နိုင်ငံတစ်ခုကလူပဲကြီးတွေဟာပြစ်စည်းကြတဲ့လားသိမရှိရဘူး။လူတိုင်းလူတိုင်းဟာကိုယ့်ရဲ့စက်တောင့်နေထိုင်ရင်လူအချက်တွေကိုဖြစ်စည်းဖို့စံအားတွေရှိနေရမယ်။အလုံးကိုင်ခွင်လန်းတွေရှိနေရမယ်။အလုံးလက်မဲ့ရှာကိုင်းနှုံးတွေနှင်းနိုင်ကြများနေရပါမယ်။လူသားတိုင်းမှာတန်းတူညီမျှမှုရှိနေရမယ်။ နိုင်ငံရေးလွတ်လပ်ရေးဆိုတာကလည်းစစ်မှန်တဲ့လွတ်လပ်ရေးဖြစ်ရပါမယ်။နိုင်ငံရေးရရောစီးပွားရေးရရောကုကံစမာကိုဖန်တီးနိုင်တဲ့လွတ်လပ်ရေးကိုပြောတာဖြစ်ပါတယ်။ပညာရေးစင်တန်းတွေမှာလည်းတိုးတက်မြင့်မားရမှာဖြစ်ပါတယ်။အကြမ်းဖက်မှုလေးစစ်ပွဲတွေရဲ့ပေးတံကနေလည်းကင်းဝေးရမှာဖြစ်ပါတယ်။ဒီလို channel ထဲမှာအရေးကြီးတဲ့အစီအစဉ်တရက်ဖြင့်ပညာရှင်များထောက်ပြပြောဆိုတာကတော့ အမျိုးသားများရဲ့တန်းတူညီမျှခွင့်ပဲဖြစ်ပါတယ်။လူ့ဘဝစီရဲ့တဝက်ကျော်ကိုကုစားပြုတဲ့အမျိုးသမီးတွေမှာပွင့်ပြိုးတက်တမှုနှောက်ကြနေရင်တန်းတူကူတူဒါကောလူ့ဘဝစီတစ်ခုလုံးတွတ်တန်မြန်မာနေပြီးလို့မဆိုလိုနိုင်ပါဘူး။20ရာစုနှိုင်းပိုင်းကာလတွေမှာပွင့်ပြိုးတက်တယ်ဆိုတဲ့စကားလုံးဟာကပတဝမ်းမှာအစင်ဟုံးနဲ့ထုတ်ပေါက်နေရယူလာတာနဲ့အမျှ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဆိုတာကလည်းအရေးပါတဲ့ခန္ဓာတစ်ခုအဖြစ်ဖြစ်ပေါ်လာခဲ့ပါလေ။ပညာရှင်တွေဟာအမျိုးသမီးတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဟာမဟာအရေးကြီးရကြောင်းပြောပြလာတာဖြစ်ပါတယ်။အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေလက်တွေ့လိုအပ်ချက်များကိုပေါင်းစပ်ဖြည့်ဆည်းပေးနိုင်မယ်။စီမံချက်တွေကိုရေးဆက်တင်ပြလာကြပါတယ်။မဟာပြူရာလိုအပ်ချက်ဆိုတာအစဉ်လာတလေထုံးစံနေရအမျိုးသားများရဲ့ နောက်လိုက်တဲ့အဖြစ်ခွဲခြားဆက်ဆံခံရတဲ့အနေအထားကိုပြုပြင်ကြောင်းလဲရမယ်လိုအပ်ချက်တွေပါဒီလိုအပ်ချက်တွေထဲမှာအဓိကကတော့အစင်အလားတလေထုံးစံတွေကသတ်မှတ်ထားခဲ့တယ်အမျိုးသမီးများရဲ့နောက်လိုက်ခံကဏ္ဍကိုဖယ်ရှားပြီးအမျိုးသမီးများနဲ့အမျိုးသားများတန်းတူရေတူအခွင့်အရေးရရှိဖို့ဖြစ်ပါတယ်အမျိုးသမီးတွေကိုအင်းငင်းရရမှာအဓိကတာဝန်ရှိသူတွေအဖြစ်သတ်မှတ်ခဲ့ကြပါတယ် အမျိုးသားများကဝင်ဝေးရှာရမယ်အမျိုးသမီးများကတော့အိမ်မူတိတ်ဆာတယ်ကလေးသူငယ်ပြုစုပြောထားမှုကိစ္စတွေမိသားစုကျန်းမာရေးကိစ္စတွေခြာရေးပြုတ်ရေးကိစ္စတွေပြုလုပ်ရမယ်လို့တိုးတက်ကြပါတယ်ဆိုရဲမိသားစုကျန်းမာရေးတွေမှာတော့ဒါကြောင့်လက်တွေ့လိုအပ်ချက်များဖြစ်တဲ့အစားအစာတောက်တော့ရင်အမိအကအသေးစားဝေးဆွေးစနစ်ရရဝန်ဆောင်မှုလုပ်ငန်းများ ဆမ်းမရေးစောင့်ရှောက်မှုစတာတွေကိုကျေစိပေးဖို့စီမံချက်တွေလည်းဆမ်းမဖို့လိုတယ်ဆိုတာကိုပညာရှင်များကထောက်ပြခဲ့ကြပါတယ်။နှစ်ဆယ်အစုနောက်ပိုင်းကာလတွေမှာစီးပွားရေးအခြေအနေကြောင့်အမျိုးသမီးများသည်အလုံးထွက်လုလာကြပါတယ်။ဒီကမှအလုံးခွဲဝေပေးမှုပုံစံဟာကျောင်းလဲတော့ပြီးအမျိုးသားလို့အမျိုးသမီးလို့ဆိုတာမရှိတော့ပါဘူး။ ။ဒါပေမဲ့တလီဆုံးဆန်စုမိန်တွေရဲ့အကာဝဲကိုယူပြီးရေတာခိုးအချောင်လိုက်ခြင်းနဲ့လူခင်းညဉ့်ညံတွေလည်းတချို့သောလူခွဲစီတွေမှာကြံရင်နေဆဲပဲဖြစ်ပါတယ်။ဒီလိုလူခွဲစီတွေမှာဆိုရင်အမျိုးသမီးတွေဟာတာဝန်နဲ့ရလုံးကိုထမ်းဆောင်ရပါလိမ့်မယ်။ဒါကြောင့်အင်းရင်းမှုထမ်းဆောင်ရမှာလဲလွယ်ကူဖို့လိုအပ်ပါလေ။ဉာဏ်နဲ့ချက်ပြုတ်နိုင်မဲ့ဤပညာအသက်တွေအသုံးပြုနိုင်ခွင့်ရရှိရပါမယ်။ တတ်တုံးရဲ့အလယ်လေးကိုရရှိနိုင်မယ်။တားဆက်ချမှုအသိပညာများရရှိရပါမယ်။အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေခန်းစား권ရှိရပါမယ်။မြန်မာပြည်မှာတော့အမျိုးသမီးတွေဟာဖွံ့ဖြိုးတိုးတက်ရေးအတွက်ထိရောက်တဲ့စီမံချက်တွေခြားထားခြင်းမရှိသေးပါဘူး။အမျိုးသမီးလေးရအပွဲမိရင်ကလေးဆောက်ရှောက်ရေးအသင်းဖွဲ့များကလည်းအမျိုးသမီးများဖွံ့ဖြိုးရတဲ့အဓိကထားမဆောင်ရဲ့ပဲစေအုပ်စုရဲ့အာဏာတည်မြဲရေးဝါဒဖြင့် ခြင်မှုတွေမှာပဲလက်ခံတော်အဖြစ်ပါဝင်ဆောင်ရွက်နေကြပါတယ်။အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုတာမရှိသေးပါဘူး။တောက်ရဲတုံးရီကိုလည်းအရရကိုမရနိုင်သေးပါဘူးချက်ပြုတ်ရရမှာလျှက်စင်ပြီးတော့ပုံမှန်မရလို့ညတကောင်မိလာချိန်မှသမင်းချချက်နေရတဲ့အဖြစ်ပါမဟာပြူဟာစာလိုအပ်ချက်များကိုပြင်မိဖို့လည်းဝေးလုံးလာပါတယ်စေယုစုကိုတိုင်းကတလေထုံးဆန်စွန်ပွင့်ကိုအသုံးပြုပြီး သူသားတွေရဲ့လွတ်လပ်စွာပြောဆို권တွတ်တော်권ရဲ့ကြေးကားဖော်ထုတ်권စတာတွေကိုဖိနှိပ်နေတာဖြစ်တဲ့အတွက်အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကိုမဖော်ဆောင်နိုင်သေးပါဘူးဒီနေ့ထိနိုင်ငံတွေမှာတော့ဖွံ့ဖြိုးတွတ်တက်မှုဆိုတာနှစ်အဖာစစ်ကောင်းဆောင်များပြောကြသလိုမဟုတ်တော့ပါဘူးလန်တတာဘနကူဆလုပ်ပြီးစစ်ပွဲရေးတွတ်တက်မှုရခိုင်တော့ဘလောက်တွတ်တက်လာတာဆိုတာတွေနဲ့ပဲတိုင်းတာလို့မရတော့ပါဘူး သူသားတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ရမှာဖြစ်ပါလေဒီထဲမှာမှလူဖယ်စီရဲ့ကြွယ်ကြော်ရှိတဲ့အမျိုးသမီးတွေရဲ့မဟာပြူရာလိုအပ်ချက်တွေလက်တွေလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးကြရလေမဖြစ်မနေအရေးကြီးတဲ့အကြောင်းတင်ပြလိုက်ရပါတယ်ရှင်အမျိုးသမီးနဲ့နိုင်ငံရေးဆိုတဲ့စာအုပ်လေးရဲ့အပိုင်းတွေကိုဒီမှာပဲခိတ္တခဏရှင်းလောက်ကိုပြပါရှင် နန်းနန်းလေးရှုပ်ပပြတာလေးကိုအချိန်ပေးနားဆင်ပေးပါတော့ချစ်တော်လေးတို့ရေ www အချိန်ပါနော်နန်းနန်းလေးတို့မောင် YouTube channel လေးကိုလည်း like and subscribe လေးနဲ့ဝင်ရံပေးကြပါချစ်တော်လေးတို့ရေစိတ်ရစရာစိတ်ပြစရာအငယ်စရာနာကျင်ကြတဲ့ကိုချစ်တော်လေးတို့နဲ့တူနန်းနန်းလေးကအတူတူရှင်းပြပေးမှာမို့အရာရာအတင်းရင်ကြော်ပြကြမယ်နော်ဖိုင်တင်း